မင်္ဂလာပါယူရှာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအချိန်နဲ့အမျှပြိုင်ဆိုင်နေရတဲ့ကစားပွဲတစ်ခုအကြောင်းကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့ပါတခုကဂျီနီဗာမြို့ကတန်တမန်တဲ့စားပွဲဝိုင်းပေါ်ကနာယီပေါ့အင်းနောက်တစ်ခုကဒေါန်ဘတ်စ်လွင်ပြင်ပေါ်ကစစ်သားတွေရဲ့အသက်ဆိုလို့ဒီနှစ်ခုကဘလို့အပြန်အလှန်တက်ရောက်နေတယ်လဲဆိုတာကိုကျွန်တော်တို့ရထားတဲ့သတင်းရင်းမြစ်တွေစီးရီးတုံးတက်ချက်တွေကနေအဓိကကျတဲ့အချက်လက်တွေကိုထုတ်နှုတ်ပြီးလေ့လာကြည့်ကြပါမယ် ဒီနေ့အဓိကဆလာနဲ့ဆက်လိုက်အောင်အဲ့လာတော့ American က Ukraine ကိုရုတ်တရက်အချိန်ပိုင်းနဲ့အတိပေးစာတစ်စောင်ပို့လိုက်တဲ့ကိစ္စပါပဲဟုတ်ကဲ့ပါဒါကစစ်ပွဲရဲ့ဂူဒီပတ်တစ်ခုလုံးကိုပြောင်းလဲသောင်းစင်နေတဲ့တန်တမန်ရဲ့ငလျင်တစ်ခုလိုတောင်ပြောလို့ရတယ်နော်တကယ်ကိုပြောလို့ရပါတယ်ဒါကလေ Trump အစိုးရနဲ့ရုရှားတို့နောက်ွယ်မှာပူးပေါင်းရေးဆွဲထားတဲ့အချက်28ချပ်ပါငင်းချမ်းရေးအစီအစဉ်တစ်ခုပါ ဟွန်း Premier အထူးတန်တမန် Witkoff နဲ့ Utin ရဲ့ကိုစားလဲ Dmitriyev တို့ကအဓိကဥဆောင်ခဲ့တာပေါ့အဓိကအချက်ကတော့ Ukraine အနေနဲ့ဒီအဆီဇင်ကိုလာမယ့်ကြာသပတေးနေ့ November လ29ရက်နေ့နောက်ဆုံးထားပြီးလက်ခံဖို့အချိန်ပေးထားတာပါပဲရပိုင်းမဲ့လို့ရတဲ့ deadline တခုပေါ့ဟုတ်ပါတယ်ရပိုင်းလေးပဲဒီ season နဲ့ပတ်သက်ပြီးကျွန်တော်တရီထားမိတဲ့အန်အော်စီယာအကောင်ဆုံးအချက်ကသူ့ရဲ့လျိုးဝတ်မှုပဲကိုမဟာမိတ်ဖြစ်တဲ့ Ukraine ကိုတင်မဲ့ season ကို ကီယက်ကအစိုးရရာရှိတဲ့တာမကဘူးဟုတ်တယ်ဝါရှင်တန်ကကိုယ့်ရဲ့နိုင်ငံခြားရေးဝန်ကြီးရူဘီယိုလို့ပို့ကိုမျိုးတောင်နောက်ဆုံးအချိန်ထိအသေးစိတ်မတိခဲ့ဘူးဆိုတာကဒါဘလို့ဖြစ်နေတာလဲထရမ့်အစိုးရရဲ့လှုပ်ပုံကိုကိုပြနေတာလားအဲ့ဒါကတမင်တကာလှုပ်ဆောင်တဲ့ဖြူဟာတစ်ခုလို့သုံးသပ်ရမှာပါတင်းနေပေါ့ကြားပြီးတော့အများပြည်သူရဲ့ဖီအာတွေအာဟုတ်ပြီဦးရမန်နဲ့နေကဒီအစီအစဉ်ကိုတည်သွားပြီးပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါပြီ အနည်းဆုံးချက်လေးချက်ကိုပြင်ဆင်မှု တောင်းဆိုနေတယ်။အဲဒီကန့်ကွက်တဲ့အချက်တွေကဘာတွေဖြစ်မလဲ။ဥရောပအတွက်ဘေးအချက်တွေကအလျှော့ပေးလို့လုံးဝမရတဲ့အချက်တွေဖြစ်နေတာလဲ။ပထမဆုံးနဲ့အဓိကအကြောင်းဆုံးကတော့နေမီပန်းချမှုပါပဲ။ Donuts နဲ့ Crimea ကိစ္စ။ဟုတ်ပါတယ်။ဒီ season ရ Donuts နဲ့ Crimea ကိုယူရှားပိုင်ပြီးတရားဝင်အတိမပြုရမယ်။ဒါကနိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးကျူးကျော်မှုကိုဆွချလိုက်တာနဲ့တူတူပဲလို့ဥရောပကမြင်ပါတယ်။ဒါကတော့ယူကရိန်းအတွက်လည်း လုံးဝရှော့ပေးလို့မရတဲ့ချက်ဖြစ်မှာပဲเนาะဒါပေမဲ့ကျန်တဲ့ချက်ဒီကတော့ညီနိုင်လို့ရလိုက်တဲ့အနေအထားရှိလားအေးဒုတိယအချက်ကယူကရိန်းစစ်တပ်ရဲ့အရွယ်အစားကိုကန့်တတာပါလက်ရှိအာရရဲ့တဝက်နီးပါးဖြစ်တဲ့စစ်တော်6သိန်းအထိရှော့ချခိုင်းတယ်6သိန်းဟုတ်ပါတယ်ဒီလောက်ရန်လိုတဲ့အင်ကြီးချင်းနိုင်ငံကြီးဘဲမှာနေပြီးကိုစစ်တပ်အင်အားကိုဒီလောက်ရှော့ချလိုက်တာကကိုလဘင်းကိုတားဂိတ်ပေးလိုက်ကနေတူတူပဲလို့သူယူဆတယ်မှန်တယ်တတိယချက်ကရုရှားကပေးမဲ့လုံချုံကြီးအာမခံချက်ကိုလုံးဝမယုံကြည်တာ ောက်ဆုံးတစ်ချက်ကတော့အနုနိုင်ငံတွေမှာထိန်းချုပ်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုအမေရိကန်ယူရှားပူတွဲစီမံကိန်းတွေမှာသုံးစွဲဖို့ဆိုတဲ့အချက်ပါ အာအဲ့ဒါကိုဥရောပကယူကရိန်းရဲ့ပြန်လည်ထူထောင်ရေးအတွက်ပဲတုံ့ပြန်တာပေါ့နော်ဟုတ်ပါတယ်အဲ့မှာသဘောထားကွဲလွဲနေတာပါဒါဆိုဒီနေ့ဂျီနီဘာမှာလုံမဲ့အမေရိကန်ဥရောပသမားကလည်းယူကရိန်းကိုစားလှည့်တဲ့အစီအဝေးကတော့အခြေအနေကိုပြောင်းပြန်လာနိုင်မယ့်အလားအလာရှိပါမလားအရန်တော့ခက်ခဲပါလိမ့်မယ်ဒါက ယူကရိန်းနဲ့အရိုပါတို့တကယ့်အချက်အသေးပဲသူတို့ကအမေရိကန်ရက်တီချက်ကိုမပြောင်းနိုင်ဘူးဆိုရင်လေသူတို့ပြင်ဆင်ခြင်းနဲ့အချက်တွေကိုယူရှာဘက်ကလက်ခံမှာမဟုတ်ဘူးဒီတော့သူတို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်မနှမြို့စရာငိန်ချမ်းကြီးကိုလက်ခံမလားဒါမှဟုတ်အမေရိကန်ရဲ့အကူအညီတွေရောနေသွားနိုင်တဲ့အခြေအနေနဲ့စစ်ပွဲကိုဆက်တိုက်မလားဆိုတာပါပဲ Trump ရဲ့စကားတခုကလည်းစိတ်ဝင်စားစရာပဲဒါနောက်ဆုံးကမ်းလှမ်းချက်မဟုတ်ဘူးဒါပေမဲ့နောက်တစ်ခေါက်ကမ်းလှမ်းချက်ကတော့အခုတအားအများကြီးပိုဆိုးထွားလိမ့်မယ် ဒါကချင်းချောက်မှုတက်တက်ပဲလားဒါမဟုတ်အမေရိကန်မှာယူကရိန်းကိုဖိအားပေးနိုင်တဲ့တကယ်အင်အားရှိနေလို့လားအဲဒီနေရာမှာစစ်ဝင်စားစရာကောင်းတာကတရင်းချင်းမစ်တွေကထောက်ပြနေတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကအမေရိကန်အတော်စားလွမ်းမှုမှုကလူတွေထင်သလောက်မကြီးမားဘူးဆိုတာပါပဲဟုတ်လားဟုတ်တယ်အမေရိကန်က ထောက်လင်းရေးတင်းနေမြဝီပြီးတဲ့ဥပမာယူရှားရဲ့လေချောင်းတိုက်ခိုက်မှုတွေအတွက်ဂျူတင်တတိပြီးတာမျိုးอืมပြီးတော့ယူရှား လေချောင်းရန်ကာကွယ်ရေး system တွေရဲ့တည်နေရာကို အချက်ပေးတာမျိုးပေါ့ဒါတွေကအရေးကြီးပေမဲ့ဒါတွေမရှိလို့ရင် Ukraine စစ်တပ်ပြိုလဲသွားမယ်ဆိုတဲ့အခြေအနေတော့မဟုတ်ပါဘူးလက်နက်ကိစ္စကတော့ဘလို့ရှိလဲအမေရိကန်ကလက်နက်ထောက်ပံ့မှုရက်လိုက်ရဲ့ Ukraine အတွက်အကြီးအကျယ်ဒုက္ခရောက်နိုင်တယ်မဟုတ်လားအရင်ကတော့မဟုတ်တော့ဘူးရှင်အခုလက်နက်ထောက်ပံ့မှုကအလကားပေးတာမျိုးမဟုတ်တော့ပဲ PRL လို့ခေါ်တဲ့အစီအစဉ်နဲ့ရုံချနေတာပါ Lend lease လို့မျိုးလား ဟုတ်ပါတယ်ဒုတိယကမ္ဘာစစ်တုန်းက land lease အစီအစဉ်လိုမျိုးပဲလက်နက်ကိုအငှားချတာဒါမှမဟုတ်အရက်ကြရောင်းချတာမျိုးပေါ့ဆိုတော့ဒါကစီးပွားရေးအရာချိန်ဆက်မှုထိုးဖြစ်သွားပြီอืม Trump ကဒီရောင်းချမှုကိုရက်တန့်လိုက်ရင်တောင်း Ukraine အတွက်လက်နက်ချက်ချင်းပြတ်သွားမှာမဟုတ်တလို့ Trump အတွက်လည်းပြည်တွင်းနိုင်ငံရေးမှာပြဿနာရှိနိုင်တယ်ဘူတင်ကိုအနိုင်ရအောင်ကူညီဖို့အတွက်အမေရိကန်စီးပွားရေးအခွင့်အလမ်းကိုဆွတ်လွတ်လိုက်တဲ့ဆိုတဲ့ဝေဖန်မှုမျိုးနဲ့ရှင်းဆက်ရနိုင်တယ်ပေါ့တည်တည်ကြကြပါပဲ ဒါပြင်ယူကရိန်းကိုယ်တိုင်ကလည်းပြည်တွင်းမှာကာကွယ်ပစ္စည်းတွေထုလုပ်မှုတိတိတသာတိုးမြင့်လာနေမှာပြီ။ဒါဆိုရင်တက်ဖတ်မှာတန်တမန်တွေကစစ်အလုံးနဲ့တိုက်ပွဲဝင်နေချိန်မှာစစ်သားတွေကတော့ကြီးစားနေတဲ့သူတို့ရဲ့အနာဂတ်ကိုပုံခွာနေရတယ်ပေါ့။ဒီလိုအပြိုင်ဖြစ်နေတဲ့တိုက်ပွဲကမြေပြင်ပေါ်မှာဘယ်နေရာတွေမှာအပြင်းထန်ဆုံးဖြစ်နေပါသလဲ။ အဲ့ဒါကတိုက်ဆိုင်မှုလို့မဟုတ်လောက်ဘူးလို့သုံးသကြတယ်။တန်တမရေးရာမှာနောက်ဆုံးရက်သတ်မှတ်ထားခြင်းမှာပဲစစ်မြေပြင်မှာ poor crops လို့အချက်ချကြတဲ့မျိုးကိုပိုင်စည်းလိုက်ကလေ။အာဒါကဂျီနီဗာကစားပွဲဝိုင်းပေါ်ကိုမြေပြင်ကအခြေအနေမှန်ကိုတင်ပြပြီးတော့ယူကရိန်းကိုဖိအားပေးလင့်တဲ့နည်းပြရပြခုပေါ့။ဟုတ်ပါပဲ။ဆိုလိုတာကတင်းတို့သဘောမတူရင်ငါတို့နေမြေတွေဆက်တီးနေမှာဆိုတဲ့သတင်းစကားမျိုးပေါ့။ poor crops ရဲ့အခြေအနေကဘလို့တောင်ဆိုးဝါးနေပြီလေ။ ရုရှားကတော့ပိုကရိုဗော့ခ်မြို့ကိုအပြည့်အဝထိန်းချုပ်လိုက်ပြီလို့ကြေညာထားပြီးအနီးကမိုင်နိုဂရန်မြို့ကိုလုံးဝဝိုင်းရံထားလိုက်ပါပြီ။အဲဒီကြေညာချက်ကိုထောက်ခံတဲ့အနေနဲ့ရုရှားတပ်တွေပိုကရိုဗော့ခ်မြို့တောင်ပိုင်းမှာလွတ်လွတ်လပ်လပ်တွာလာနေတဲ့ဗီဒီယိုဖိုင်တွေလည်းထွက်ပေါ်လာပါတယ်။ဒီလိုဗီဒီယိုတွေထွက်လာတာကတော့ဒီမြို့ငါတို့လက်ထဲမှာဆိုပြီးပြလိုက်တာနဲ့အတူတူပါပဲ။ကိုပြန်စ်မြို့မှာလည်းအခြေအနေကတော်တော်ရှုပ်ထွေးနေတယ်ကိုကြားရတယ်။အဲ့မှာတော့တည်င်းစစ်ပွဲလို့တောင်ပြောလို့ရတဲ့အခြေအနေဖြစ်နေတယ်ဆို။ဟုတ်ပါတယ်။ ရုရှားကပူတင်စေကိုကူပျန်စမြို့ကိုတင်ပိုက်လိုက်ပြီလို့အစီရင်ခံတင်ပြချိန်မှာယူကရိန်းကကဒါကိုလုံးဝငြင်းဆိုထားတယ်။သူတို့ကဘယ်လိုပြောလဲ။သူတို့ကကြေညာချက်ထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေပေမဲ့မြို့ကယူကရိန်းကကွယ်ရေးတပ်ဖွဲ့ရုံရဲ့ထိန်ချုပ်မှုအောက်မှာပဲရှိနေလေလို့ဆိုပါရက်။ဒါကနှစ်ဖက်စလုံးနယ်မြေအထွတ်တမကဘူး။လူတွေရဲ့စိုက်တဲ့နဲ့နိုင်ငံတကာအမြင်ကိုပါလွန်မွန်လိုက်ဖို့တိုက်ပွဲဝင်နေကြတာပေါ့နော်ဟုတ်ပါတယ်ရှင်းရှင်းလင်းလင်းကိုပြနေပါတယ် Photographs net copiance appear တခြားဘဲနေရာတွေမှာ ယူရှားကထိုးစစ်ကိုအရှိမင်းတင်နေတယ်လေသူတို့ရဲ့ကြဲပြန်းတဲ့စစ်စင်ရေးပုံစံကပါကူရွေနေတာရဲ့ဆာပရီဇီယာနဲ့ကော့စတန်တီနီဗကာဒေတာတွေမှာလည်းထိုးစစ်တွေပြင်းထန်နေပါတယ်ဟူလာယာပိုလီမျိုးဘက်ကိုချီတက်နေသလိုကော့စတန်တီနီဗကာမျိုးအတွက်တိုက်ပွဲကလည်းအဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေကိုရောက်နေတယ်ဆိုတော့တပ်ဦးတစ်ခုတည်းကိုအာယုံစိုက်မနေဘူးပေါ့ဟုတ်ပါတယ်နေရာများပြားကနေတပြိုင်တည်းဖိအားပေးပြီးယူကရိန်းရဲ့ကာကွယ်တပ်တွေကိုအင်အားဖြန့်ကွဲခိုင်းတဲ့နေယူဟာပါ ူတို့ရဲ့အဓိကယီမန်းချက်က Donor State အထူးလုံးကိုထိန်းချုပ်ဖို့ဖြစ်နိုင်တယ်။အဲ့ဒါသာအောင်မြင်သွားရင် Kramatos နဲ့ Slovians မျိုးတွေကနောက်ဖြစ်မှတ်တွေဖြစ်လာမှာတေချာတယ်နော်။တေချာပါတယ်။ဒီထိုးစစ်တီရဲ့ဘုံရင်းကိုကြည့်ရတာစစ်ပွဲအစားပိုင်းကလေးမျိုး Blitzkrieg လို့ခေါ်တဲ့လက်တပြက်ဝင်တိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးနော်။တရင်းမြစ်တကတာအိုဖြည်းဖြည်းဖိအားပေးပြီးခြေမိုးတဲ့ပုံစံမျိုးလို့ဖော်ပြထားတယ်။တီးကြပါဗါး။ Blitzkrieg ရဲ့အဆန့်ကျင်ဘက် Attrition Warfare လို့ခေါ်တဲ့ အင်အားဖြုံးတီးမှုစစ်ပွဲပုံစံမှာအသားချိတ်ဆက်လိုမျိုးလားဟုတ်ပါတယ်ရိုရှားရဲ့နီးဗျူဟာကတင်ကားတွေနဲ့အလွန်အယံ့ချီတက်တာမျိုးမဟုတ်ပဲတင်းငယ်တဲ့တပ်ဖွဲ့တွေနဲ့အဆက်မပြတ်တိုက်ခိုက်တာအမြောက်တင်တဲ့အထူးသဖြင့် FPV drone တွေအများများသုံးပြီးယူကရိန်းရဲ့ကာကွယ်ရေးစီးကိုနလဲချင်းချေမှုန်းသွားတဲ့နီးယူဟာကိုသုံးနေတာပါယူကရိန်းဘက်ကတော့ဘလို့ခုခံနေရလဲယူကရိန်းဘက်ကတော့အဓိကကျတဲ့နေရာတွေကိုတနိုင်တလို့ဆက်သင်းထားပြီးရန်သူအင်အားကိုအများဆုံးပြုံးတီးအောင်တိုက်ခိုက်တဲ့ဗျူဟာနဲ့ခုခံနေရပါတယ် ဒီလိုဖြည်းဖြည်းနဲ့ဖိတိုက်နေတဲ့အသားကြီးဆက်လို့စစ်တွဲပုံစံကပဲနိပညာထစ်တင်တဲ့အဟောင်းတွေကိုဘလို့အတုံးချနေလဲဆိုတာကိုပိုပြီးစိတ်ဝင်စားစရာကောင်းစီပါတယ်အထူးသဖြင့် breeding ရဲ့ယင်အဟောင်းတွေနဲ့ပတ်သက်တဲ့ဇာတ်လမ်းကတော်တော်လေးထူးခြားတယ်ဟုတ်ပါတယ်ဒါက FV103 Spotin ဆိုတဲ့တန်ချက်ကားကားတွေလည်းဇာတ်လမ်းပါဒီရင်တွေကိုလေ breeding ကလွန်ခဲ့တဲ့စစ်မားနှစ်ကျော်ကတည်းကစစ်တပ်မှအသုံးမပြုတော့ဘဲခင်မမီတော့ဘူးလို့သတ်မှတ်ထားတာပါ သူရဲ့အတိကအာနဲ့ချက်တွေကတော့အလူမီနီယံတန်ချက်ကားကစကူပြားလောက်ပဲပါတာလူခုနှစ်ယောက်လောက်ပဲတည်နိုင်တာပြီးတော့လက်နဲ့တက်ဆင်မှုကလည်းအလွန်အားနေတာတွေပါဒီလိုတန်တိုတန်ဆာလို့ဖြစ်နေတဲ့ယင်းတစီကဒီလောက်ပြင်းထန်တဲ့အစ်မြေပြင်မှာဘယ်လိုလို့အသုံးဝင်လာရတာလဲယူကရိန်းကဒီအာနေချက်ဒီကိုအားထားချက်ဖြစ်ပြောင်းလဲလိုက်တာဆိုတာကတကယ်ကိုမယုံနိုင်စရာပဲအမှန်ပဲယူကရိန်းကဒီယင်းတွေကိုရှေ့တန်းတိုက်ခိုက်ရေးယင်းဖြစ်လုံးဝမတုံပဲအလွန်မြန်တဲ့ တန်ချက်ကတက္ဆီအဖြစ်အသုံးချခဲ့တယ်။တက္ဆီပြီးတော့ရွှင်ထဲမှာလည်းတွားလို့ကောင်းတယ်ထင်တယ်။ဟုတ်ပါတယ်။သူ့ရဲ့ပေါပေါမှုကြောင့်မြေပြင်ဖိအားနည်းပြီးယူကရိန်းရဲ့ရွှင်ထူးတဲ့မြေပြင်ဒီမှာတော့အလွန်အသုံးဝင်ခဲ့ပါတယ်။တရင်းရင်းမြစ်တကူထဲမှာပါရစ်စစ်သားတယောက်ရဲ့အမတ်တရားစကားကလည်းတကယ့်ကိုထီးမိတယ်။တန်ရရစစ်သားတွေကိုကယ်ထုတ်တဲ့အခါမှာလူ9ယောက်ပဲစန့်တယ်ရင်တဲ့ကိုလူတတားစင်းကျော်ကိုတက်ချစ်စကင်းလို CB ထည့်ခဲ့ရတယ်။ဟုတ်ပါတယ်။ ဒီစကားကကြားရတာတော့ရေးစရာလိုလိုပဲဒါပေမဲ့စစ်မြေပြင်ကကြောက်စရာကောင်းတဲ့အခြေအနေနဲ့စစ်သားတွေရဲ့မဖြစ်ဖြစ်အောင်လှုပ်တက်တဲ့စိတ်တက်ကိုတခွန်းနဲ့နဲ့ဖော်ပြလိုက်တယ်လို့ပဲနော်တကယ်ပါပဲဒါကဒီစစ်ပွဲရဲ့သဘောတဘာဝပြောင်းလဲလာလာနဲ့လေတိုက်ရိုက်သဆိုင်နေတာနဲ့လေတိုက်ရိုက်သဆိုင်နေပါတယ်အထူးသဖြင့် drone တွေရဲ့လွှမ်းမှုမှုပါအင်းအခုခေတ်မှာ drone တွေကအပေါ်ကနေတိုက်ခိုက်တဲ့အတွက်လက်ပတ်တူးလို့တင်ကားရေးတွေရဲ့အမိုးပေါ်ကတန်ချက်ကအထူးကြီးတွေတောင်အသုံးဝင်မှုနည်းလာတယ်။ စပါတန်ရင်တွေကအဘင်းတန်တိုက်ခိုက်ဖို့ထုတ်လုပ်ထားတာမဟုတ်တဲ့အတွက်သူ့ရဲ့ဒီဇိုင်းတစ်ခုလုံးကို drone ကာကွယ်ရေးအတွက်ပဲအထူးပြင်ဆင်အသုံးပြုနိုင်ခဲ့တယ်။ဥပပိုက်ကွန်တွေတက်စင်တာမျိုးလားဟုတ်ပါတယ် drone တွေကိုဖမ်းဖို့ပိုက်ကွန်တွေတက်စင်တာမျိုး electronic ကာကွယ်ရေးစနစ်တွေတက်စင်တာမျိုးတွေပေါ့ drone တွေအကြောင်းပြောနေရင်ね Ukraine drone တစ်ခုကရုရှားရဲ့အကောင်းဆုံးတိုက်ခိုက်ရေးရဟတ်ယာဉ် Mi-20A ကို ဝေးဟင်းမာတဲ့ပစ်ချနိုင်ခဲ့တဲ့မယုံနိုင်စရာဗီဒီယိုဖိုင်အကြောင်းကိုလည်းမေ့ထားလို့မဖြစ်ဘူး။ဟုတ်ပါတယ်။ဒါစစ်ပွဲတမိုင်းမှာအမှတ်တရဖြစ်တဲ့ခုပါလေ။ Awaiting FP1 drone တစ်စင်ကရုရှားရဲ့အကောင်ဆုံးတိုက်ခိုက်ရေးဟိုင်းရင်ကိုလိုက်တိုက်ပြီးတိုက်ရိုက်ထိန်းချုပ်ပစ်ချခဲ့တာပါ။မယုံနိုင်စရာပဲ။ဒါက drone နေတဲ့စွမ်းဆောင်ရည်ဘလောက်တောင်မြင့်မားလာတယ်လဲဆိုတော့ကိုပြနေတယ်။ဒီဖြစ်ရကြောင့်အခုဆိုရင်တေမင်းတမန်ဆုံးလို့ခေါ်တဲ့အန်ဒရီများတဲ့ area ကရှေ့တန်းမှတွေမဟုတ်တော့ဘူး။ အဲ့ဒီတင်မင်းတမန်ဆုံးကျေပြန့်လာတယ်ဆိုတာကိုနည်းနည်းပူရှင်းပြပြလို့ရမလားဒါကနော့ဒန်တက်ဖွဲ့တွေတို့ဘလူးအန်ဒရယ်ပူများလာစေတာလဲဆိုလိုလာကအရင်တော့ကဘေးချင်းတယ်လို့ယူဆတဲ့တက်ဦးစီးရဲ့အနောက်ဘက်မိုင်ပေါင်းများစွာကွာက ထုတ်ပန့်ရေးလမ်းကြောင်းတွေတက်ဆူစီးတဲ့နေရာတွေအရာရှိရဲ့ view ဟာချတဲ့နေရာတွေတောင်မှပစ်ချတဲ့ drone တွေရဲ့ပြတ်မှတ်ဖြစ်လာနိုင်တယ်မှားတယ်ပါလားအာဟုတ်ပြီ အရင်ကရှေ့တန်းကကြီးစံတွေကြားထဲမှာဦးနယ်စစ်သားကအန္တရာယ်အများဆုံးလို့ထင်ရပေမဲ့အခုတော့နောက်တန်းကထမင်းချက်နေတဲ့စစ်သားတွေရောက်ဒါမှမဟုတ်ကားပြင်နေတဲ့ဆက်ပြင်စရာတယောက်ကရှေ့တန်းကစစ်သားတယောက်တဲ့တောင်ပူအန္တရာယ်များတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာကတုတ်ချင်းချက်မှာပုံနေတာမဟုတ်လို့ပေါ့။ဟုတ်ပါတယ်။အဲ့ဒီတဘောပါပဲ။ကောင်းပြီ။ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ကြည့်အောင်။တစ်ဖက်မှာတော့ဂျီနီဗာမြို့မှာယူကရိန်းရဲ့အချုံးချာအာဏာကိုထိခိုက်စေနိုင်တဲ့ ငင်းချိုင်းရဲ့အစည်းအဝေးတကူအတွက်တန်တမာရဲရဖျားပဲမှုတွေအပြင်းထန်ဖြစ်ပေါ်နေတယ်ဟုတ်ကဲ့တစ်ဖက်မှာတော့အဲ့ဒီအစည်းအဝေးကိုအတားစီးရအောင်ဖန်တီးဖို့အတွက်စစ်မေပြေမှာရက်စက်ကြမ်းကြွတဲ့အင်အားဖြုန်းတိမှုစစ်ပွဲကိုယူရကအရှင်မြင့်တင်နေတယ်อืมဒီစစ်မေပြေကိုလိုင်းကလည်းဤကညာအဟောင်းတွေကိုတီထွေစမ်းတည်ပြီးပြထုံးချတာ drone တွေကစစ်ပွဲရဲ့ပုံစံကိုလုံးဝပြောင်းလဲပစ်လိုက်တာတွေကိုတွေ့နေရပါတယ်ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်တတင်းရေးမေးလေကားတာကို တည်င်းစစ်ပွဲတန်တမန်ရဲရကစားပွဲလို့ဖော်ပြပြီးဥရောပကရှုံးနေနေတယ်လို့ဆိုပါတယ်။အင်းဒါပေမဲ့ခင်မမီတော့တဲ့စပတန်ယင်ဒီရဲ့အောင်မြင်မှုကကျွန်တော်ဒီကိုပို့ပြီးနင်းနေတဲ့မေဟွန်းတစ်ခုမေးလိုက်တယ်လို့ပါပဲ။ဘယ်လိုမေးခွန်းမျိုးလဲ။ယူကရိန်းကည90တပ်တန်းရှိတန်တိုးတန်စားနေတဲ့ဒီလောက်လူပြနိုင်တယ်ဆိုရင်အနောက်အောက်စုကခင်မီလက်နက်တွေထောက်ပံ့ဖို့တွန်းဆုံနေမူဝါဒအပေါ်ဘယ်လိုတည့်ရောက်မှုရှိနိုင်မလဲ။အာစစ်ပွဲကိုပုံမပြင်းထန်စေမှာကိုစိုးရင်ဒါကြောင့် ူတို့လက်ထဲမှာရှိနေတဲ့စမှုလုံငါနဲ့ဤပညာဆိုင်ရာအာသာချက်ကိုလစ်လျူရှုထားမိနေသလားဆိုလိုတာကအငင်းပွားခွေငင်းချမ်းရဲ့အစီအစဉ်တစ်ခုကိုအတင်းကျပ်လက်ခံခိုင်းတာထက်သူတို့ရဲ့တကယ်အာသာချက်ဖြစ်တဲ့ဤပညာကိုအပြစ်ဝအသွမ်းပြုခွင့်ပေးလိုက်တာကပိုကောင်းမလားဆိုတဲ့မေးခွန်းပေါ့ဟုတ်ပါတယ်အေးအာသာချက်ဒီကဒီစစ်ပွဲကိုဒီပတ်ကိုပူကြီးအဆုံးဖြတ်ဖင်းနိုင်စွမ်းရှိနေမလားဆိုတော့ကတော့ကျွန်တော်အားလုံးဆက်လက်စဉ်းစားရမယ်ချက်ပါပဲ The debate အစီအစဉ်ရဲ့ကျေးဇူးပါတယ်ရှင်ဒီနေ့ကျမတို့ဆွေးနွေးမှာကတော့ um Russia Ukraine စစ်ပွဲရဲ့အရေးကြီးတဲ့အလက်အပြောင်းတစ်ခုလို့ပြောနိုင်တဲ့အကြောင်းအရာတစ်ခုပါတစ်ဖက်မှာစစ်မေးပြန်မှာ Russia ကတဖြည်းဖြည်းအတားစီးရလာနေလေနောက်တစ်ဖက်မှာကျတော့ဟိုအမေရိကန်ကနေအဆိုပြုထားတယ်ဆိုတော့အချက်28ချက်ပါငင်းချားရဲ့အစီအစဉ်ဆိုတာပေါ်လာပြန်ရောဆိုတော့ဒီနှစ်ခုချားကရှုပ်ထွေးတဲ့ဆက်ဆက်မှုကိုကျမတို့အဓိကသုံးသပ်သွားကြမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ခင်ဗျာဒီနေ့ရဲ့အဓိကမေကွန်းကတော့ရှင်းပါတယ်စစ်မေးပြန်ကအချင်းနေမန်ဒီယက်ယူကရိန်းအတွက် ီလိုခါတီးတဲ့ငင်းချမ်းရဲ့အစည်းအဝေးတစ်ခုကိုလက်ခံလိုက်ဖို့အချိန်တန်းပြီလားဒါမှမဟုတ်ယူကရိန်းရဲ့ကြမ်းကြမ်းခံနိုင်မှုနဲ့စစ်ရေးတီထွင်မှုတွေကရုရှားရဲ့အောင်ပွဲကိုဟန့်တားနိုင်စွမ်းရှိနေစေဖြစ်လို့အဲ့ဒီလိုတပိုးသူကြီးချက်မျိုးဟာလက်နဲ့ချတာနဲ့အတူတူပဲဖြစ်နေမလားဆိုတာပါပဲကျမတို့ရဲ့ဆွေးနွေးချက်တွေဟာမကြာသေးမီကစစ်မီပင်တရင်ပြပို့ချက်တွေနဲ့တုံးသက်ချက်တွေပေါ်အခြေခံထားတာပါရှင်ကျမဘက်ကနေတင်ပြမှာကတော့ပေါ်ဂရော့စ်လိုမခေါ်ပြူးကြကြတဲ့မျိုးကို ရုရှားကသိမ်းပိုက်နိုင်ခဲ့တာဟာစစ်ရဲ့ဂတိဖက်ကိုပြောင်းလဲစေနိုင်တဲ့လက္ခဏာဖြစ်တဲ့ဒီအရှင်အတန်းဆိုရင်ယူကရိန်းအတွက်ပိုပြီးနေပြီဆုံးရှုံးမှုတွေမထစ်လာခင်ဒီငင်းချိုင်းရဲ့အစီအစဉ်ဟာစဉ်စားသင့်ခဲ့အာလက်တွေ့ကြတဲ့ရွေးချယ်မှုတကူဖြစ်လာတယ်လို့ဆိုချင်ပါတယ်ရှင်ကျွန်တော်တော့အဲ့ဒီအမင်းကိုနည်းနည်းလေးစောင်းထားတဲ့ချင်းနေကယူရှားရဲ့တိုးတက်မှုတွေဆိုတာကအမှန်တကယ်တော့အင်တန်အကွန်အကျများပြီးတော့နှီးခွေးလွန်ပါတယ်ဒါကိုအောင်ပွဲလို့တုံးလုံးလိုက်တာက နည်းနည်းလေးလွဲမားတဲ့ကောက်ချက်တစ်ခုဖြစ်သွားနိုင်တယ်။ယူကရိန်းရဲ့နီးပညာနဲ့နီးပြူဟာပိုင်းလိုက်လောညီထွေပြောင်းလဲပြင်လဲရှိမှုကထရက်ကာကွယ်ရေးဟာပြိုလဲခြင်းနဲ့အလံဝေးနေတည်တဲ့ဆိုတော့ကိုတက်တည်ပြနေတာပဲ။အဲ့တော့ဒီငင်းချမ်းရေးစီစဉ်လို့လက်ခံဖို့ဆိုတာကစီးရဲရလုံးဝမလိုအပ်တဲ့အချော့ပေးမှုကြီးတစ်ခုပဲဖြစ်ပါလိမ့်မယ်။ကောင်းပါပြီ။ကျမရဲ့ဒီချက်ကိုပို့ပြီးရှင်းအောင်ပြောပြချင်ပါတယ်ရှင်။ရုရှားကပေါ်ကရပ်စမြူကိုတိုင်ပိုက်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကိုရှော့မတွက်ထင်ပါဘူး။ ဒါဟာ donors data ရဲ့ဂျန်တဲ့အပိုင်းလေးကိုဆက်ပြီးထိုးပေါက်သွားဖို့အတွက်တကားပေါက်ကိုဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲအဲ့ဒီကနေစင်သူတို့ဟာ monograph မျိုးကိုဝိုင်းပြီးတော့အဲ့ဒီ data က Ukraine တတိရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ကြူစားနေပြီဒါကဘာကိုပြလဲဆိုတော့ရုရှားရဲ့စနစ်တကျကျိတ်နဲ့တိုက်ခိုက်တဲ့စစ်စင်ရေးကအလို့ဖြစ်နေတယ်ဆိုတာကိုပြနေတာပါတအူအများဖျားကနေဥမမာဇာဗိုရီရှီယာဒေတာကနေတော့ကွန်စတန်တီနီဖ်ကလိုအရေးကြီးတဲ့ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကြတဲ့မြို့ပဲကိုပါတဖြည်းဖြည်းချင်းကပ်လာနေတာက ယူကရိန်းရဲ့ကာကွယ်ရေးလိုင်းကိုတဖြည်းဖြည်းတိုက်စားနေတာပေါ့ဒီအချိန်တိုင်းဆိုရင်လေနော်ဒနစ်နဲ့နဲ့အတွင်ဒိုနတ်စ်တစ်ခုလုံးသူတို့လက်ထက်ရောက်သွားနိုင်တယ်ဆိုတော့အခုအဆိုပြုထားတဲ့အချက်20ရှိချက်ပါအဆီဇင်ဟာကြမ်းတမ်းတယ်ဆိုတော့မှန်ပေမဲ့အနာဂတ်မှာဖြစ်လာနိုင်ခြေရှိတဲ့ပူဆိုးရဲ့စီကြီးအခြေအနေကိုကြောင်းဝင်သမို့တူညီရဲ့တစ်ခုနဲ့ကန့်တလိုက်တာမျိုးလို့ရှုမြင်နိုင်ပါတယ်ရှင်။ဒါဟာစိတ်ခံစားချက်နဲ့ဆုံးဖြတ်ရမှာမဟုတ်ပဲစစ်မြေပြင်ကလက်တွေ့အရှိရာနဲ့ဆုံးဖြတ်ရမယ့်ကိစ္စပါ။အဲ့ဒီ လက်တွေ့အရှိတရားဆိုရဲစကလုံးကိုပဲကျွန်တော်ကမေခုံထုတ်ချင်တာဗျာယူရှားတဲ့အောင်မင်းမို့လို့ပြောနေတာတွေရဲ့နောက်ကွယ်ကအမှန်တရားကိုကြည့်ဖို့လိုအပ်ပါတယ်သူတို့ရဲ့တိုးတက်မှုတွေဟာမဟာဗျူရာမြက်ထိုးဖောက်မှုကြီးတွေလုံးဝမဟုတ်ပါဘူးလူရင်အားလက်နက်ရင်အားများကြီးတုံးပြီးတော့မီတာနှန်းငယ်ကီလိုမီတာနှန်းငယ်လောက်တိုးဖို့အတွက်လားနဲ့ချီပြီးတိုက်နေရတဲ့တိုက်ပွဲတွေပါဂျာကိုအောင်ပွဲလို့ခေါ်မလားဒါမှမဟုတ်ရင်အင်းအင်းမတန်တဲ့အင်အားပြုံနေမှုလို့ခေါ်မလားစဉ်းစားစရာပဲ။ တဖက်မှာယူကရိန်းကပြောင်မြောက်တဲ့တီရွန်ဖန်တီးနယ်စွမ်းကို ပြနေတယ်။ဥပမာတစ်ခုပြောရရင်ဘရီတင်ကပြခဲ့တဲ့ FV-13 Spartan တန်းချက်ကကားဟောင်းနေတယ်။ဒါတွေကိုစစ်မီပြည်မှာတပ်သားတွေအမြန်ပို့ဖို့ဒဏ်ရာရသူတွေကဲထုတ်ဖို့အတွက်တန်းချက်ကတက္ကစီရဲ့ဖြစ်ပြောင်းလုံးလေတာ။အလွန်ထျောက်ပြီးရှင်တန်းနှုံးက82.5%တောင်ရှိတယ်။ဒါစစ်မီပြည်မှာသူတို့ဘလောက်လိုင်လွင်ကြီးတွေရှိတယ်ဆိုတာကိုပြတဲ့တတိတစ်ခုပဲ။ပြီးတော့ drone စစ်ဖွဲ့မှာလည်းယူကရိန်းကအသားစီးရနေတော့မယ်ခင်ဗျာ။ရဲတာတို့ ယိုရှာပီတွင်းကရေနံချက်စက်ယုံနဲ့စစ်ခန်းတွေကိုမနာရန်တိုက်ခိုက်နေတာတွေကသူတို့ရဲ့စွမ်းရည်ကိုပြနေတယ်။ယိုရှာဘက်ကဆုံးရှုံးမှုကလည်းမသိဘူး။တက်ပုံထောက်ထားတဲ့တိုက်ဆိုင်စစ်ဆေးတဲ့ Oryx လို Open Source Intelligence အဖွဲ့ရဲ့အဆိုအရယိုရှာဟာစစ်လက်နက်ပစ္စည်းအမျိုးသားပေါင်း၃၀၀၀၀ကျော်ဆုံးရှုံးထားပြီးအခုဆို T62 လို့ပြတ်တိုက်ပို့ရတော့မယ်တင့်ကားအဟောင်းတွေပြန်ထုတ်သုံးနေရပြီ။ ဒီလိုအချိန်ဒီမှာအချက်28ချက်ပါအစည်းအဝေးဆိုလားစစ်ရေးအရာလိုရလောမဟုတ်ပဲယူကရိန်းရဲ့ကြံ့ကြံ့ခံနိုင်စွာနဲ့တီထွင်နိုင်စွာနေကိုလီလူရှူပြီးအရှုံးပေးခိုင်းတဲ့နိုင်ငံရေးဖီအားတစ်ခုသာဖြစ်ပါတယ်။ကောင်းပြီ။ဒါဆိုပူဂရော့စ်ရဲ့အရေးပါမှုကနေစလိုက်ကြအောင်။ဒါဟာနီးပြွာပိုင်းအောင်ပွဲတစ်ခုသာမဟုတ်ပဲမာပြွာမြို့အကျိုးသက်ရောက်မှုရှိတယ်လို့ကျွန်မပြောခဲ့လေ။ဒိုနက်စ်ရဲ့တကားပေါ့ဆိုတဲ့အတုံးလုံးကချက်ကားပြောတာမဟုတ်ဘူးရှင်။ ဒီမျိုးကိုထင်းချုပ်လိုက်နိုင်တာနဲ့ယူကရိန်းရဲ့အရှိတ်ပိုင်းကာဝေးကွင်းရဲ့တစ်ခုလုံးရဲ့အလေဘိုးကိုရိုက်ချုပ်လိုက်သလိုပဲအခုမာနဂရစ်ကိုဝိုင်းထမ်းနိုင်ပြီဆိုတာနဲ့အဲ့ဒီမှာရှိတဲ့ယူကရိန်းတပ်မဟာရီကထောက်ပံ့ရေးပြတ်တောက်ပြီးပိတ်မိသွားနိုင်တဲ့အန်ဒီယန်ကြီးသွားပြီဒါဟာရုရှားရဲ့စနစ်တကျနဲ့အောင်မြင်နေတဲ့မဟာဗျူဟာကိုပြနေတာပဲမြို့ထဲမှာရုရှားစစ်သားတွေလက်လက်စွာလမ်းလျှောက်နေတဲ့ဗီဒီယိုတွေထွက်လာတာကလည်းသူတို့ရဲ့ထင်းချုပ်နိုင်စွမ်းကိုတတိပြနေတာပဲမဟုတ်လားရှင်อืมအဲ့ဒီဗီဒီယိုတွေကလည်းစိတ်တဆစ်စင်ရဲ့တစိတ်တပိုင်းခင်းနေတာကို ထည့်တွဲရမှာကော့ပိုခရိုဗစ်ကြာဆုံးတာကယူကရိန်းအတွက်ကြီးမားတဲ့ထုံနှက်ချက်ဆိုတာကျွန်တော်မငင်းပါဘူးဒါပေမဲ့အခြေအနေကပြိုးတလောက်ရှင်းရှင်းလင်းလင်းမရှိသေးဘူးခင်ဗျယူကရိန်းဘက်ကစစ်ရေးမြေပုံတွေမှာအဲ့ဒီနေရာကိုမီးခိုးရောင်ဆုံးတလက် um I'm competent zone ဖြစ်ပြပေါ်ပြထားတော့မယ်ရုရှားကအစအပြီးအဝထိန်းချုပ်ထားတယ်ဆိုတာကရုရှားရဲ့ twin trend ထင်နိုင်တယ် အလုံးစုံဝိုင်းရံထားတဲ့ဆွဲအယူဆအားကိုလည်းအငင်းကွားနေကြစဲပါပိုရေးကြီးတာကဒီအောင်မြင်မှုအတွေ့ရရှာဘာကပေးဆက်လိုက်ရတဲ့အရင်အနည်းပဲတည်င်းတဲ့အရာဘူခရိုဗစ်ကိုတင်ဟိုချိုးပန်းတဲ့နောက်ဆုံးရက်တပတ်တွင်မှာရရှာရဲ့ဆုံးရှုံးမှုတွေအစမတမင်းကတ်တွားခဲ့တယ်ဘာလို့လဲဆိုတော့ပူတွင်ကဒါကိုနိုင်ငံရေးအရာအရေးကြီးလိုချင်တဲ့အတွက်စစ်ရေးအရာဘလောက်ကုန်ကြကုန်ကြအလောတကြီးထိုးစစ်ဆင်ခိုင်းခဲ့လို့ပဲဒါကရေရှည်တည်တံတဲ့စီးရဲမဟာဗျူဟာရဲ့လက္ခဏာမဟုတ်ဘူး နိုင်ငံကြီးယေမန်ချက်အတွက်အင်အားကိုမတန်တဆဖြုန်တီးလိုက်တဲ့လိုရက်တစ်ခုပဲနိုင်ငံကြီးယေမန်ချက်နဲ့စစ်အင်မဟာဗျူဟာဆိုတာခွဲခါလို့မရတဲ့ကိစ္စတွေပါရှင်ပူတင်အတွက်ဒရနက်စ်ကိုပြေဝတ်တိုင်ပိုက်ရရာအဓိကနိုင်ငံကြီးပတ်နိုင်မယ်တီအတွက်ဘလော့ပစ်ကုန်ကြပါစေသူတို့ဆက်လုပ်မှာပဲအဲ့တော့သူတို့မဟာဗျူဟာကိုကြည့်အောင်ချိန်နဲ့တိုက်ခိုက်မှုလို့ခေါ်တဲ့ attrition warfare ပေါ့နော်ဆိုလိုတာကအမြောက်တန်အပြင်ထံပြီးဒရုန်းနဲ့နဲ့ကင်းထောက်ပြင်ချစ်လင်းတဲ့အသေးစားလေးတွေနဲ့ထပ်ဖြစ်ပြင်းရှစ်တိုးတဲ့နေလာမယ်ဒါကစံပြတဲ့နေလာတော့မဟုတ်ဘူးဒါမဲ့ထိရောက်နေတယ် သူတို့ဟာဇယ်လီနီဟိုင်း၊ဗီရှော့ခ်လိုခန္ဓာမြုပ်ငယ်လေးတွေကိုတစ်ခုပြီးတစ်ခုစနစ်တကျတင်ပိုက်လာနေတယ်။ဒီလိုလောက်ချင်အားဖြင့်တအုပ်စီကိုတိုးတွန်းစေပြီးသူတို့ရဲ့ထောက်ပံ့ပို့ဆောင်ရေးပိုးပြီးလွယ်ဦးစေတယ်။ဥပမာ Consonantive ကအနီးမှာတအုပ်ကိုဖျောင်းလိုက်သလိုပေါ့။ဒါကရေရှိအနာပြုံးတိစေတဲ့စစ်ပွဲတစ်ခုဖြစ်ပြီးဒီလိုစစ်ပွဲမျိုးမှာစစ်အင်အားနဲ့ဆက်မှုထုတ်လုပ်နိုင်စွာပိုကြီးမားတဲ့ယူရှာကအ ਨੇ မအတရတော်မှာပဲ။ Ukraine ရဲ့လက်နက်ခရမ်းလိုအခက်ကအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုပုံနီခေါ်နေရတော့ပဲ။ ယူရှာကတော့ကိုပါသားကိုထုတ်လုပ်နေနိုင်တယ်တည်တင်ချာကရှင်းနေပါတယ်ရှင်။ဒီပြောတဲ့ကျင့်နဲ့တိုက်ခိုက်မှုဆိုတာကဓာတ်သွားနှစ်ဖက်လိုပဲလေ။နှစ်ဖက်စလုံးကိုထိခိုက်စေတယ်။ယူရှာကယူကရိန်းကိုကျင့်နေနေသလိုယူကရိန်းကလည်းယူရှာကိုပြန်ပြီးကျင့်နေနေတာပဲ။ဒီနေရာမှာယူကရိန်းရဲ့စမ်းသစ်တီထွင်မှုက အရေးပါလာတယ်။ယူကရိန်းရဲ့ FPV drone တွေ first person view နဲ့မောင်းရတဲ့ပေါက်ကွဲစေတဲ့ drone တွေဟာယူရှာခြေလင်တက်တူတဲ့တကယ်ကိုအိတ်မဆိုးပဲခင်ဗျာ။ ူတို့ဟာစစ်မြေပင်ကိုကီလိုမီတာနဲ့ခြေတဲ့တက်ကွင်း kill zone ကြီးတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တယ်။တင်ကားဒီတန်ချက်ကကားတွေတော့မှဒီ drone တွေရဲ့ရန်ကမလွတ်ဘူး။တင်ကားရဲ့စစ်မှုအင်ဟာကြီးမားမှုဆိုတဲ့အချက်ကိုကျွန်တော်စောစောက Spartan ဥမာနဲ့ပြန်ချိတ်ဆက်ခြင်းတယ်။ဒီဖြစ်ကတာမန်ရန်ဟောင်းကိုပြန်သွင်းထားတဲ့ပိုလင်းနေတယ်။ဒါကဘာကိုပြနေလဲဆိုတော့ယူကရိန်းဟာနစစ်တီရာဆိုရဲ့လိုက်လို့အညီထွေရှိတဲ့စစ်ပွဲကိုတိုက်နေချိန်မှာယူရှားကအင်အားသုံးပြီးအလုံးများနဲ့ တိုက်တဲ့20အစုစစ်ယူစားတယ်မှာပဲပိတ်မနေတော့မယ်ဆိုတော့ကိုပြနေတယ်ယူကရိန်းကစစ်မြေပြင်ထော့လန်ယင်းနဲ့တီထင်ဖန်တီးနိုင်စွမ်းဟာအရေးတွက်ထက်ပိုတန်ဖိုးရှိတယ်ဆိုတာကိုတက်တည်ပြနေတယ်ဒီချက်ကရုရှားရဲ့ဆက်မှုအင်အားကအောင်ဝဲကိုအာမခံနေဆိုတဲ့အယူအဆတစ်ခုလုံးကိုမေခွန်းထုတ်เสียဖြစ်လာစေတယ်ခင်ဗျာအေးတီထွင်ဖန်တီးနိုင်စွမ်းကအလောလီကောက်တယ်ဆိုတာကိုကျွန်မလက်ခံပါလေရှင်ဒါပေမဲ့အဲ့ကဒီကနီးဖြူဟာပိုင်းဆိုင်ရာအောင်မြင်မှုလေးတွေပဲမဟာပြိုင်မပုံကြီးတပုံလုံးကိုပြောင်းလဲနိုင်ရလား စပါတကောင်ဟောင်းဘနစ်စီလောက်သူတို့ပြင်ဆင်တော့အသုံးပြုနိုင်ပါလေရာကနန်လားဒါကသူရဲ့အဓိကပြဿနာဖြစ်တဲ့လူရင်းအားနဲ့လက်နက်ခဲမလုံလောက်မှုကိုမဖြေရှင်းနိုင်ဘူးဒါဟာနစ်နည်းရဲ့တင်ပေါ်ပေါ်ကအပေါက်တပေါက်ကိုပါနတ်စွာဖာထိလိုက်တာမျိုးပဲတမော်ကြီးတစ်ခုလုံးနိမ့်မဲ့အယုတ်ကိုမကောက်ွက်နိုင်ဘူးဒီလိုအခြေအနေကြောင့်ပဲအချက်နှစ်ဆက်ရှိချက်ပါငင်းချမ်းကြီးအစီစဉ်လို့တန်တမန်ကြီးကထွက်ပေါက်တစ်ခုကိုစဉ်းစားလာကြတာပေါ့ဒီအစီအစဉ်ဟာပြည့်ပြည့်စုံလို့တော့မဟုတ်ဘူးဒါပေမဲ့ဒါစစ်မှုဘက်ကအခြေအနေမှန်ကိုထင်ဟန်နေလေ ယူကရိန်းကိုအမေရိကန်နောက်ဆုံးသတ်မှတ်ချက်ပေးထားတဲ့ဆိုတဲ့သတင်းတွေထွက်လာတာကယူကရိန်းရဲ့အခြေအနေအားနည်းနေပြီဆိုတာကိုဝါရှင်တန်ကအတိအမှတ်ပြုလိုက်တာမယ်။အမေရိကရဲ့နိုင်ငံရေးအခြေအနေကလည်းဖိအားပေးနေတယ်။ထရမ့်လိုပုဂ္ဂိုလ်ကြီးကနောက်တစ်ကြိမ်ကမ်းလှမ်းချက်ကပိုဆိုးလိမ့်မယ်လို့တောင်လူတီရှင်ကြပြောထားတာပဲ။ဒီစီစဉ်ဟာယူရှာကဒေါနက်စ်တဲမကပူဇာပိုရီရှာနဲ့ခတ်ဆွန်ခဲဇွန်ဒီရာတွေကိုပါအပြည့်ဝသိမ်းပိုက်မယ်အခြေအနေကိုတားဆီးပေးနိုင်တယ်။လက်ရှိတအူးစီးတွေတဲ့နောက်မှာခန်းစစ်ပြမှုခက်ခဲတဲ့လွင်ပြင်ဒီပဲရှိတော့တာကိုသတိပြုရမယ်။ ဒီတော့ဒါခါတိတဲ့ဆေးတစ်ခွက်ဖြစ်နိုင်မယ်မယ်နိုင်ငံတစ်ခုလုံးပုံမပြည့်စီခင်တောက်တင်တဲ့ဆေးတစ်ခွက်ဖြစ်နိုင်ပါတယ်ရှင်ကျွန်တော်တို့လုံးဝလက်မခံနိုင်ဘူးခရီးယားဒီအဆီဇင်ဟာစီးရဲလုံးရချက်ကိုထင်ဟတာမဟုတ်ဘူးဒါဟာတန်တမရ၄ကွက်တစ်ခု ယူကရိန်းကိုလက်နက်ချခိုင်းမှုဖိအားပေးတဲ့နီလန်တစ်ခုပဲယူကရိန်းအပေါ်အမေရိကန်ရဲ့ဩဇာလွှမ်းမိုးနိုင်စွမ်းကိုလူတွေကအထင်ကြီးလွမ်းနေကြတယ်ဟုတ်တယ်အစပိုင်းမှာအမေရိကန်ရဲ့အကူအညီကအဆုံးဖြတ်ပေးနိုင်ခဲ့တယ်ဒါမဲ့အခုယူကရိန်းဟာလက်နက်ခိုင်းရန်တော်တော်များများကိုကိုယ်တိုင်ထုတ်လုပ်နေနိုင်ပြီ အမေရိကန်ထောက်လန်းရေးတရင်တွေကအရေးပါတော့ပဲဒါပေမဲ့အရင်ကလောက်မရှိတော့ဘူးအစီအစဉ်ရဲ့အသေးစိတ်ကိုကြည့်လိုက်ရင်ရုရှားတော်တော်အားနေချက်တွေတွေးနိုင်တယ်ဥပမာတစ်ခုကယူကရိန်းစစ်တပ်ကိုစစ်မဖြစ်ခင်ကတည်းကနှစ်ဖွဲ့ငွားစာပူကြီးတဲ့အင်ဟာတသိန်းခွဲအထိပဲကန့်တတ်ထားမယ်ဆိုတဲ့အချက်ဒါကဘလို့လေးပဲရှိမလဲရုရှားလိုအင်အားကြီးနိုင်ငံရဲ့ဘေးမှာနေပြီးဒီလောက်တေးစစ်စစ်တပ်နဲ့ဘလို့လုံခြုံနိုင်မှာလဲဒါကဘာကိုပြနေလဲဆိုတော့ပူတင်ကဒီအစည်းအဝေးကိုတခေတ် စစ်ပွဲအဆုံးသတ်ရင်းနီလန်ကခုအဖြစ်မမြင်ဘူး ယူကရိန်းပြည်တွင်းမှာနိုင်ငံရေးအကြအတေးဖန်တီးဖို့ဇလန်စကီအစိုးရကိုပြိုးလဲအောင်လော့ဖို့လက်နက်တစ်ခုအထစ်ပယ်ရှုမြင်နေတာဒီတော့ဇလန်စကီအထွက်ဒီအစည်းအဝေးကိုငင်းပိုက်ဖို့ကလွယ်ပြီးဘာလွဲချက်စရာမှမရှိဘူးဘာလို့လဲဆိုတော့ဒါဟာတကယ်လုံခြုံရေးအာမခံချက်ပါတစ်ခုမှမပါပဲလက်နက်ချခိုင်းတာနဲ့အတူတူပဲဖြစ်နေလို့ပဲဒါပေမဲ့တကယ်လုံခြုံရေးအာမခံချက်ဆိုတာဘာကိုဆိုလိုလားလဲရှင် နေတော့ဖိုက်ဝင်ဖြစ်ရေးလား ဲ့ဒါကဒီစစ်ပွဲကိုစတင်စေခဲ့တဲ့ချောင်းရင်တွေကတခုပဲမဟုတ်လားအဲ့ဒီလမ်းကိုကန်သွားလို့မဖြစ်နိုင်တော့ဘူးဒီအဆီဇင်က NATO ဖွဲ့ဝင်မဖြစ်ရဲကိုရှင်းရှင်းလင်းလင်းတောင်းဆိုထားလဲလက်တွေ့ကြကြစဉ်းစားရင်အခုအချိန်မှာယူကရိန်းအတွက်အကောင်းဆုံးလုံခြုံရေးအာမခံချက်ကတိုက်ပွဲတွေကိုရပ်တန့်ပြီးတိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့အချိန်ရရှိရဲပဲဒီစစ်ပွဲဆက်ဖြစ်နေသေးရဲ့ယူကရိန်းဟာနေ့စဉ်နဲ့အမျှလူအသက်တွေအခြေခံစောင့်တွေဆုံးရှုံးနေရမှာပဲရုရှားရဲ့အဆက်အမွေအင်အားကိုတင်အားလွတ်တက်နေတယ် သူတို့ဟာအနောက်နိုင်ငံတွေရဲ့တန်ခတ်ပိတ်ဆို့မှုတွေကြားကနေစစ်ရေးထုတ်လုပ်မှုကိုတစ်နှစ်ထက်တစ်နှစ်ပိုတွန်းမြင့်လာနိုင်ခဲ့တယ်။သူတို့ရဲ့စီးပွားရေးဟာစစ်ကာလင်စီးပွားရေးဘောအီကော်နမီကိုလုံးဝပြောင်းလဲသွားပြီ။အနောက်နိုင်ငံတွေကတော့ဒီလိုမဟုတ်ဘူး။နိုင်ငံရဲ့ရရောလူထုထောက်ခံမှုအရာပါယူကရိန်းကိုရေရှည်ထောက်ပံ့ဖို့ကပိုပိုပြီးခက်ခဲလာလိမ့်မယ်။အချိန်ကယူရှားဘက်မှာရှိနေတယ်။ဒီချက်ကိုမျက်ွယ်ဖြူလို့မရဘူးရှင်။အချိန်ကရုရှားဘက်မှာရှိရဆိုတာကိုကျွန်တော်သဘောမတူဘူးခင်ဗျာ။ ယူကရိန်းရဲ့စစ်ကာလင်စီးပွားရေးဆိုတာကလည်းရေရှည်မှာဘလောက်ခံနိုင်မှာလဲသူတို့ဟာနိုင်ငံရဲ့ပဏာယီအင်အားအများစုကိုစစ်ပွဲထဲမှာနစ်မြှုပ်ထားရတယ်လူမှုဖူလုံရေးပညာရေးကျန်းမာရေးအသွင်ဆွေတီကိုအကြီးအကျယ်ဖျက်တောက်ထားရတယ်ဒါကရေရှည်မှာပြည်တွင်းမတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ပြီးတော့ရုရှားရဲ့ဆုံးရှုံးမှုတွေကိုလည်းပြန်ကြည့်ပါသူတို့ရဲ့အကောင်ဆုံးအကျွမ်းကျင်ဆုံးတပ်ဖွဲ့တွေဟာစစ်ပွဲအစပိုင်းမှာတည်းအများကြီးကြဆုံးသွားခဲ့ပြီအခုစစ်မြေပြင်ကိုပို့နေရတာက လေ့ကျင့်မှုမပြုတ်ရတဲ့စစ်သားအသက်တွေအချင်းသားဟောင်းတွေသူတို့ရဲ့ G90M လို့ခီမီတင်ကားတွေအများကြီးဆုံးရှုံးသွားလို့ T62 T55 လို့ဂျင်ကာအဟောင်းတွေပြန်ထုတ်သုံးနေရတာကသူတို့ရဲ့ PCN အဘလော့ဖြားများနေလဲဆိုတာကိုပြနေတာပဲယူကရိန်းကတော့အနော်နိုင်ငံတွေစီကနှီးပညာအကူအညီနဲ့သူတို့ရဲ့လက်နက်တွေကိုပိုပြီးတိကျပိုပြီးထိအောင်အစစ်မြစ်တင်နေလေဒီတော့ဒါအရေးအတွက်နဲ့အရေးသွေးကြကပြန်ဝဲတစ်ခုလို့ဖြစ်နေတယ်ရုရှားကအရေးအတွက်နဲ့ဖိတက်ဖို့ကြိုးစားနေခြင်းမှာ ယူကရိန်းကအရေးအသွင်းနဲ့တံပြန်တိုက်ခိုက်နေတယ်။ဒီပြန်ကွေးကမပြီးဆုံးသေးပါဘူး။နေကုန်းချုံနေနဲ့ပြောရတဲ့ရှင်စစ်မြေပြင်မှာယူရှားရဲ့တိုးတက်မှုတွေကညင်လို့မရတဲ့အချက်လက်တွေပါ။အထူးသဖြင့်ဘိုခရိုဗစ်ရောမဟာဗျူဟာကြားတဲ့အခြားကြားနေရာကိုတင်ပိုက်နိုင်ခဲ့တာကယူကရိန်းရဲ့အင်မတန်စိုးရိမ်စရာအခြေအနေတစ်ခုကိုဖန်တီးလိုက်ပါပြီ။ဒီအရှိန်ဟုန်ကပါကိုညွန့်ပြနေလဲဆိုတော့တန်နမန်ရဲ့အဖြေရှာမှုတစ်ခုမှရှိဘူးဆိုရင်ယူကရိန်းဟာနောက်တက် တိတာထင်ရှားတဲ့နေ့မှာဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုတာပါပဲ။သင်ပြောတယ်လို့ယူကရိန်းရဲ့ထိထွင်နိုင်စွမ်းကချီးကျူးစရာပါ။ဒါပေမဲ့အဲ့ဒါတွေကစစ်ပွဲတစ်ခုလုံးရဲ့ရလတ်ကိုပြောင်းလဲလန်နိုင်လောက်တဲ့အင်အားဖြက်လာနိုင်မှလားဆိုတာပါပဲ။မင်းဟွန်းထုဆရာကလက်ရှိကန်လန်းထားတဲ့စီကန်းချက်တွေဟာအားနည်းချက်တွေအများကြီးရှိနေပေမဲ့ပိုဆိုးရရလက်တွေဖြစ်လာနိုင်တဲ့အဆုံးမရှိတဲ့ပဋိပက္ခတစ်ခုတည်းပိုကောင်းနေမလားဆိုတာပါပဲရှင်ကျွန်တော်ရဲ့အချင်းချုပ်ကတော့မြေပေါ်ပေါ်ကမြင်းဒီကိုပဲအာယုံဆိုင်နေရင် ဘယ်ရွာကိုတိမ့်လိုက်တယ်ဘယ်မြို့ကိုတိုက်နေတယ်ဆိုတာဒီပဲချင်းနေပုံကြီးတပုံလုံးကိုလွယ်ချော်သွားနိုင်တယ်ဆိုတာပါပဲယူကရိန်းရဲ့စစ်မြေပြင်လိုက်လော့ညီထွေရှိမှုဤပညာပိုင်းဆိုင်ရာစံသတိထွင်မှုတဲ့ယူရှာတက်ဖွဲ့လျော်ပေါ်သူတို့ရဲ့အင်အားထက်မများသားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လို့နိုင်စွမ်းကယူကရိန်းပြိုလဲတော့မယ်ဆိုတဲ့ယူရှင်းတဲ့ဇလန်တွေကိုဆန့်ကျင်တဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်အဆိုပြုထားတဲ့ညင်းကြမ်းရဲ့အစီအစဉ်ဟာ ဒီအာသာချက်တွေကိုမျက်ကွယ်ပြုပြီးစီရေးချင်းတွေကမများသားတဲ့နိုင်ငံရေးရလဒ်တစ်ခုကိုအတင်းအကျပ်တက်ရောက်စေဖို့စ조사နေတာပါအဓိကအချက်ကဖိအားတဲ့ကြားကနေယူကရိန်းရဲ့ခုခံတွန်းလှန်နိုင်စွာနဲ့စံသစ်တည်ထွင်နိုင်စွာဖတ်ရှိနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအချိန်နေဟာယူရှားရဲ့အင်အားသုံးချိန်နဲ့တိုက်ခိုက်မှုနဲ့ယူကရိန်းရဲ့နှိဗွားပိုင်ဆိုင်ရာတည်ထင်ဖန်တီးနိုင်စွမ်းတို့ကြားကရှုပ်ထွေးတဲ့အပြန်လန်တက်ရောက်မှုတစ်ခုပါပဲ တဖက်ကအင်အားသုံးပြီးတွားပိနေချိန်မှာနောက်တဖက်ကလိုက်လို့ညီထီရှိမှုနဲ့ပါနဆွာတမန်တက်ခိုက်နေတယ်ဆိုတာကိုဒီအချက်လက်တွေကပြသနေပါတယ်။စစ်မီပင်ဘော်ကတကယ်အင်အားချိန်ဝင်တခြားကိုအမှန်တကယ်နားလည်နိုင်ဖို့အတွက်ဒီကြောင့်ရတယ်မှာဆက်လက်လေ့လာသုံးသပ်စရာတွေအများကြီးရှိနေပါသေးတယ်ရှင်။ MM Think Make ကြိုးစိုးပဲ၊ like လုပ်ပေးပဲ၊ comment ပေးပဲ၊ share ပေးပဲ၊ပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်။